အောင်မြင်တာတို့ဆရာတွေတွေအကိုယူမတော်နေမှာကိန်းဝင်ဆံပယ်နေတဲ့ဘုရားဆင်းရဲတော်ကိုရှာဖွေဖို့ဖြေဆက်ခဲ့ကြပါတယ်။ရာသီဥတုဟာဇောင်းရာသီစာဖြစ်တဲ့အတွက်ဒေါတော်တစ်ခုလုံးမြို့ကိုငွေတွေဖုံးလုံးအုပ်နေပြီးတော့ကျန်းစိတ်နဲ့အငွေတက်တွေကိုလည်းတောင်ကျရောက်မှစတင်ခန်းစားလိုက်ရတယ်။အကိုယူမတော်ရဲ့ဘယ်နေရာမှာရှိမှန်းမသိတဲ့ဆင်းရဲတော်ကိုရှာဖွေဖို့ဆိုတာတာမန်လူတွေအနေနဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတာကိုတော့တက်ကင်သဘောပေါက်တယ်။အကိုယူမတော်တဲ့ကိုစောင့်ဝင်တဲ့အချိန်မှာတော့အောင်မြတ်တာက ဒီခီးကဘလောက်ကြာမယ်ဆိုတာမသိဘူး။ဒါကြောင့်စိန်တို့တော်ကိုရှာမတွေ့မချင်းဒေတော်ထဲမှာနေရမယ်ဆိုတာသတိရှိကြပါ။အရင်ဆုံးတောတောင်နဲ့ရောက်တာနဲ့သက်ဆိုင်ရာပုံကိုပေါင်းကိုမြစ်တာပို့ပြီးတော့သွားကြ။တို့ရဲ့အကူအညီတွေအများကြီးလိုအပ်တယ်လို့ပြောရမယ်။ဒီလိုပြောပြီးတော့ရုံးမတော်တွေကိုစောင့်ဝင် ခဲ့ပါတယ်။အောင်မေတ္တာတို့တွေတောအဆက်ကနေတောနဲ့ထဲကိုတပြေးပြေးရောက်လာတဲ့ချိန်အန်တဲ့တစုံတရာလုံးဝမကြုံရသေးဘူး။ဝါးပင်နဲ့ထုထွက်စွာပေါက်နေတဲ့ကမ္ဘာနီယာကိုရောက်တော့အောင်မေတ္တာက ဒီနေရာမှာခဏနားမယ်ရှေ့ဆက်ဘယ်လိုသွားရမလဲဆိုတာလာပြောမဲ့သူရှိတယ်ပြောပြီးတော့ဝရုံဝင်အောင်မှာကြွေကြနေတဲ့ဝါရက်ဒီဘက်မှာထိုင်ချတယ်။အောင်မြတ်တာတို့တွေခဏနားနေတဲ့အချိန်ဝါတော်ဘေးကရှို့တဲ့ကနေတရားရောက်လမ်းလျှောက်လာတဲ့တန်ကုန်ကြားတယ်။အဲ့ဒီတန်တဲ့တူစနက်ကိုအနှံ့တွေကြာပြီးတော့ထွက်လာတယ်။ခဏနေတော့ရှို့တဲ့ကနေဝိတ်ဖြူစင်ကျင်တဲ့အဖိုးတယောက်တက်လာတာမြင်ရတယ်။အဖိုးဟာအောင်မြတ်တာကိုတွေ့တော့ဆရာလေးကျောက်ရဲ့ပေါင်မှာထည့်ထားတဲ့ကြောင်မျက်ရှင်ကိုယူမလား ျုပ်လက်ဆောင်ပေးမယ်လို့ပြောတော့မမေတာကကျုပ်ကကြောင်မျက်ရှင်ကိုယူခြင်းလို့ဒီကိုလာတာမှမဟုတ်တာကြောင်မျက်ရှင်ဆိုတာကျွန်တော်အတွက်တော့ကြောက်စလစ်ခလေးတစ်လုံးပဲကျွန်တော်ဒီကိုလာတာဒိဋ္ဌပုပ်ပြီးတမိုးကြီးတဲ့ຢာကိုလာရှာတာပါကျွန်တော်လာရှာတာကလည်းခொနည်းရဲ့သားသမီးတွေအတွက်ပဲကိုကျိုးအတွက်လာရှာခြင်းမဟုတ်ဘူးပြောတော့အဖိုးကဒါဆိုဆရာလေးကဘာကိုလာရှာတာလဲဆရာလေးတို့တော်တဲ့စောင့်ဝင်ကလေးကတော်စောင့်နေကြီးကကျုပ်ကိုလာပြောလို့ ်ဆရာလေးတို့နဲ့လာတွေ့တယ်လို့ပြောတော့အမေတာကကျွန်တော်တို့လာရှာတာကစိန်တုတော်တစိုးဘောပါဒေတော့နဲ့ထဲကဝလုံးကောင်းထဲမှာကိန်းဝင်စံပယ်နေတဲ့နှစ်ပေါင်းများစွာရှိပြီဆိုလို့ခေါင်းရဲ့သားသမီးတွေပူဇော်လို့ရအောင်လာရောက်ပိတ်ဆံလာခြင်းဖြစ်ပါတယ်အဖိုးအနေနဲ့ကျွန်တော်တို့ကိုကူညီပေးစေလိုပါတယ်လို့ပြောလိုက်တယ်ဒီတော့မှအဖိုးကကျုပ်ကဒေတော့တိတောင်တွေကကိစ္စတွေကိုတော်ရုံဝင်ပါလိမ့်မရှိဘူးအခုတော့ဆရာလေးတို့လုံနေတဲ့အကူအညီကိုကျုပ်ကူညီပါမယ်လောလောဆယ်တော့ ဒီဆေးလုံးလေးနှလုံးကိုဆရာလေးတပည့်တွေကိုကျွေးလိုက်ပါအောင်ဆိုကအိတ်ကတ်တွေကဆေးနေနှလုံးကိုထုတ်ပေးတယ်။အောင်မြတ်တာလည်းဆေးနှလုံးကိုယူပြီးတော့တက်ခိုင်တဲ့တောက်ရကိုစားခိုင်းတယ်။တက်ခိုင်တို့ဆေးနှလုံးကိုယူပြီးတော့တယောက်တစ်လုံးစားချတယ်။ဆေးကိုစားပြီးတာနဲ့အဖိုးကဒီဆေးတွေကကြက်ကိုတိုင်းဖော်ဆက်ထားတာ။လူလေးတို့ကရေစက်ရှိလို့စားရတာ။စားချစားချပြီးလို့ရှိရင်ဆေးနှုတ်တော်ရှိတဲ့ဘက်ကိုကျုပ်လမ်းညွှန်ပေးမယ်။အဖိုးကအဲ့လိုပြောလိုက်တော့ အမေတကအဘိုးရဲ့နာမည်ကိုသိခွင့်ရမလားကျုပ်နာမည်ကမဟာတိတ်တိဝိဇ္ဇတို့လို့ခေါ်တယ်ဒီတော်ထဲမှာနေလာတာနှစ်ပေါင်းတစ်ထောင်ကျော်ပြီနောင်ပွဲမဲ့ဘုရားကိုဖူးဖို့စောင့်နေတာဆရာလေးတို့လာပင်းနဲ့စိန်းတော်ဟာအယံကိုတကူကြည့်တယ်ဘွဲတော်ကလေးကျွန်းဘုရားလို့ခေါ်တယ်စိန်းတော်ကိုတော်ရုံလုံးမမြင်အောင်လို့နတ်တကြားတွေကဒီတော်ထဲမှာဖော်ထားကြတယ်ဆရာလေးတို့တော့ပင်းနဲ့ကတောဆောင်တောဆောင်နဲ့ကြည့်တဲ့ရဲ့ပညာဆန်းခြင်းကိုလည်းခံရအောင်ပါကျုပ်ကတော့ ဆရာလေးတို့ကိုယုံကြည်ပြီးသားမလို့စိတ်နှုတော်ကိုလာပေးဖို့ဖိတ်ခေါ်ခဲ့တာပဲလို့ပြောတော့မှတက်ခိုင်ကဒါဆိုအဖိုးကကျွန်တော်တို့ကိုဒီကိုလာဖို့ဆာရွက်ခေါက်လေးလာပေးတယ်အဖိုးလားဒီစကားကြတဲ့ခါမှာအဖိုးကရည်ပြီးတော့ဟုတ်တာပေါ့ကွလူလေးတို့လာမယ်ဆိုတာကြုတ်တယောက်ပဲသိတာလေဒါကြောင့်လူလေးတို့ကိုလာတွေ့တော့ပေါ့လို့ပြောတော့အောင်မေတ္တာကဒါဆိုကျွန်တော်တို့ဘယ်ကိုခေးဆက်ရမလဲဆိုတာလက်ညွတ်မအောင်အောင်မေတ္တာစကားဆုံးမှာတော့အဖိုးက ဆရာလေးတို့ဒေဝယုံတော်လန်တိုင်းဆက်သွားရင်တော့ကញ្ញညီနောင်နှစ်ပေတွေ့ရမယ်အဲ့ဒီကញ្ញညီနောင်နှစ်ပေမှာသင်္ခါဘလူနဲ့တိတ်ခါဘလူညီနောင်နေတယ်သူတို့နဲ့တွေ့ရင်ဆရာလေးတို့ဘယ်ကိုဆက်သွားရမလဲဆိုတာသိလာလိမ့်မယ်ကျုပ်လိုင်းမပူတော့ဘူးနော်စိတ်ကြိတ်ဆရာရှိတယ်လို့ပြန်လိုက်အောင်မယ်လို့ပြောပြီးတော့လာရလမ်းအတိုင်းပြန်ဆင်းသွားခဲ့တယ်အောင်မြတ်တာတို့လည်းအပိုးပြောတဲ့အတိုင်းပဲဝယုံတော်ဘေးကလမ်းဘေးတိုင်းဆက်ပြီးရှောက်လာခဲ့တယ်တော့ဟာတပြည့်ပြည့်နဲ့နဲ့တရနဲ့လာတယ် တောကောင်တွေအောင်မြင်တယ်ကလွဲလို့တောတစ်ခုလုံးတိတ်ဆိတ်နေပါတယ်။အောင်မြတ်တော်ဆရာတပည့်တွေလည်းတလန်းလုံးမြေတားပို့ပြီးတော့ဆက်လျှောက်လာခဲ့ရ။ခလန်းလန်းမှာကညမိန်နှစ်ပင်ကိုတွေ့ရတယ်။ကညမိန်ကိုတွေ့တော့တက်ခိုင်ကဆရာအဖိုးပြောတာဒီပင်မဖြစ်ရမယ်။ကျွန်တော်တို့ဒီပင်အောက်ကိုသွားကြည့်ရင်ကောင်းမယ်။ဒီလိုပြောတော့အောင်မြတ်တာဟာကညင်ပင်ကိုရောက်ပြီဆိုတော့တရိပ်ထားကြပြီးတော့အဲ့လိုပြောလို့ကညင်ပင်ရဲ့အရေးကိုဝင်လာတယ်အောက်မေတ္တာတို့တွေကညင်ပင်အောက်လေရောက်ရော ရက်လိုက်စမ်းယာယာဆဆခွဲမတောင်းမဲ့လာရတဲ့အသိန်းတို့ကဘသူတွေလဲဆိုတဲ့အတန်နဲ့ကြီးနဲ့တူတူကញ្ញင်ပင်မော်ကနေဝဝင်လို့လို့အကောင်နှကောင်ခုံဆင်းလာတယ်။အောင်ရလို့တရားကြည့်တော့မှအဆွဲဖွဖွနဲ့ဘလူးနှကောင်ဖြစ်နေတာတွေ့ရတယ်။အမေတာကဘလူးညင်အောင်ကိုမြင်တော့တင်ခဘလူးနဲ့တိတ်ခဘလူးညင်အောင်ပါလား။ခွဲမတောင်းမဲ့ဝင်လာခဲ့မရင်ကြုတ်တောင်းမှမှာတယ်။သူတို့ကလေကျွန်းဖျားကိုလာရောက်ပင်းဆောင်ဖို့ရောက်လာကြတာပါလို့ပြောတော့ ဘလို့ညောင်ကအကျွန်တို့တို့လည်းလေကျုံဖျားကိုလာပေးမှသူကိုလမ်းပြဖို့တိခကညပေးမှစောင့်နေကြပြီဒါပေမဲ့လေကျုံဖျားကိုလာပေးတဲ့သူရဲ့အစွမ်းကလည်းမြင့်မားတယ်လို့ပြောကြတယ်တကယ်ဆွမ်းမဆန်းတော့တတို့ညီနောင်စမ်းကြည့်ခြင်းနဲ့တတို့ညီနောင်နိုင်ခဲ့ရဲ့အတင်းတို့အသက်ကိုယူမယ်တတို့ညီနောင်ရှုံးခဲ့ရင်တော့လေကျုံဖျားကိုပင့်ဆောင်ရမယ်လမ်းကိုပြပေးမယ်ဒီလိုပြောတဲ့ခါမှာအောင်မေတ္တာကညီနောင်နှစ်ပါးရဲ့စင်ကုန်မှုကိုကျုပ်လက်ခံနေညီနောင်နှစ်ပါးစလို့ရပြီဒီလိုပြောတဲ့ဆိုရင် ညနောနှပါရဲ့ကိုခနာဟာဖြည်းဖြည်းနဲ့တိုင်းမင်အမြင်လောက်ထိကြီးလာခဲ့တယ်။တိုင်းနှပင်လောက်ကြီးမလာတဲ့ဘလူးညင်အောင်ဟာအောင်မေတ္တာကိုခြေပေါ်ကနေနှင်းချတယ်။ဘလူးညင်အောင်ရဲ့ခြေပေါ်တွေဟာအောင်မေတ္တာရဲ့ခေါင်းပေါ်ရောက်လို့ဆဲဆဲမှာပဲဘယ်ကလာမှမသိတဲ့တုံးကံအားတစ်ခုကြောင့်ဘလူးညင်အောင်နောက်ကိုလန်ကျသွားတယ်။ခြေထောက်နဲ့နင်းတက်လို့မရတော့လက်နဲ့ညှက်တက်ဖို့ကြိုးစားရနေ။ကြီးမကျန်တဲ့လက်တွေဟာအောင်မေတ္တာကိုခနာကိုဆုပ်ကိုင်းတယ်။တက်ခိုင်တဲ့တောက်ရကတော့ဘာဆက်ဖြစ်မလဲဆိုတာကြည့်နေတော့ရှိသေးတာ။ ောင်မက်တာကိုကြိုက်ထားတဲ့မလူရဲ့လက်ထက်ကနေအပုံငို့တွေထွက်လာတာကိုတွေ့ရတယ်။အောင်မက်တာကိုကနေထွက်တဲ့အပုံငို့တွေကြောင့်ဆက်ပြီးတော့ဘလူးဟာမကန်နိုင်တော့ဘဲနဲ့မြေပေါ်ကိုပြန်ချထားလိုက်ရတယ်။အောင်မက်တာရဲ့ဆွဲတွေကိုကိုတိုင်ကြုံတွေ့ရတဲ့ဘလူးညင်အောင်ဟာတင့်ရဲ့အဆန်ကအရန်ကိုကြီးမှလာတယ်။ကျွတ်တို့ရှုံတဲ့အတွက်တင်တို့ဆင်းတို့ကိုပင်ဆောင်ဖို့အတွက်လမ်းညွန်ပေးပါမယ်။ဒေလိုပြောတော့အောင်မက်တာကတင်တို့ဟာအသားငါမစားဘဲနဲ့တက်တက်လွတ်တာစားသုံးကြတဲ့ဘလူးညင်အောင်ဆိုတာကြုတ်သိပေးတာပါ။ ကျွတ်တို့သွားရမယ်လမ်းကိုညွန်ပြပေးပါဒီလိုပြောတဲ့အခါမှာဘလုံးညင်တော်ကအသိန်းတို့ဒီတောင်ကိုကြောက်ရင်တော့ကြောက်တုံးသုံးလုံးဖိုကနောက်ဆိုင်ရှိတာမြင်ရလိမ့်မယ်အဲ့ဒီကြောက်တုံးနေရာကိုရောက်ရင်တော့ဖိုကနောက်ဆိုင်ကြောက်တုံးရဲ့အလေတဲကိုလေးစေးလုံးကိုပြစ်ထဲပါအသိန်းတို့သွားမယ်လမ်းကိုညွန်ပြပေးမဲ့သူပေါ်လာပါလိမ့်မယ်ဒီလိုပြောပြီးတော့အောင်မက်တာတို့ကိုကုန်းဒီလုံးလောက်ရှိတဲ့စေးလုံးကိုပြလိုက်ပါတယ်ဒီတော့အောင်မက်တာတို့လည်းဘလုံးညင်တော်ပြောတဲ့အတိုင်းဆက်ပြီးထွက်လာရဖိုကနောက်ဆိုင်ရှိတဲ့ကြောက်တုံးရှိရာကိုရောက်လာတယ် ကျောက်တုံးကိုမြင်တော့အောင်မြတ်တာဟာဒီကျောက်တုံးရဲ့အလယ်မှာကျောက်ပြန်တစ်ချက်ရှိတယ်။ငါထင်ပြောရရင်တော့ဒီဖုန်ခနိုင်ဆိုင်ကျောက်တုံးမှနေတဲ့သူဟာစော်ကြီးတစ်ပါးပြည့်ရမယ်လို့ပြောကာကျောက်တုံးလယ်မှာရှိတဲ့ကျောက်ပြင်ပေါ်ကိုဆေးလုံးကိုပြစ်ထည့်တယ်။ကျောက်တုံးနဲ့ဆေးလုံးထိသွားတဲ့ခါမှာတော့ကျောက်ပြင်ပေါ်ကနေအကုန်းငွေတွေထွက်လာပြီးတော့အကုန်းငွေတွေလွင်သွားတဲ့အချိန်မှာကျောက်ပြင်ပေါ်မှာတောင်ပွဲကိုထောက်ပြီးရက်နေတဲ့စော်ကြီးတစ်ပါးကိုတွေ့ရတယ်။ဖဲသားအနေအထားဝန်ဆက်ဝတ်ထားတဲ့စော်ကြီးဟာအမေတာကိုမြင်ပြီးတော့ ။ဒေကျုံပြားကိုလာပေးတဲ့သူတွေဆိုတာငင်းစရာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီစိလုံးကဘလုံးညင်အောင်စီမှာပဲရှိတာမို့လို့ဘလုံးညင်အောင်ရဲ့ထောက်ခံမှုကိုရရှိခဲ့တဲ့ဆိုပေမဲ့ကျုပ်ရဲ့ထောက်ခံမှုကိုရဖို့လေလိုသေးတယ်မလား။တင့်ရဆွမ်းကကြီးမားတယ်လို့ပြောတဲ့အတွက်ကျုပ်စမ်းကြည့်ခြင်းနဲ့ကျုပ်ရဲ့ဆန္ဒမှုကိုသိအောင်မြင်တော့လေကျုံပြားကိုပင်းဆောင်ရလိမ့်မယ်လမ်းကိုပြပြမယ်။ဘယ်လိုလဲ။ကျုပ်စိန်ခေါ်တာကိုလက်ခံလာလို့မြင်တော့အမေတာဟာတင့်ရစိန်ခေါ်မှုကိုလက်ခံတယ်လို့ပြောတယ်။အမေတာလည်း လက်ခံတယ်ဆိုရင်ပဲဇော်ကြီးကအိတ်ကတ်ထဲကစေလုံးသုံးလုံးကိုထုတ်လို့ကြောက်ဖြာပေါ်တင်လိုက်တယ်။စေလုံးသုံးလုံးဟာအစိမ်းရောင်ရှိပြီးတော့ဈေးတိလုံးလုံးရှိတာကိုလည်းတွေ့ရတယ်။စေလုံးသုံးလုံးကိုတင်ပြီးတဲ့ချိန်ဇော်ကြီးဟာဒီဈေးသုံးလုံးထဲမှာနှလုံးကအစိတ်တွေပါတယ်။ကျန်တဲ့တစ်လုံးဟာအာဟာရတိုက်တိပီးစေတဲ့ဈေးလုံး။တင်ရွေးချယ်လို့ရပြီပြောတော့အော်မက်တာဟာဈေးလုံးတွေကိုယူပြီးတော့တစ်လုံးကိုတက်ခိုင်းစီပေးတယ်။နောက်တစ်လုံးကိုတောက်ရစီပေးပြီးတော့ကျန်တဲ့တစ်လုံးကိုဘာသာတဲကိုထည့်တယ်။တက်ခိုင်းတဲ့တောက်ရဟာ စလုံးတွေကို깟ပြီးတော့ဘာလို့ရမှန်းမသိဖြစ်တဲ့ချိန်အောင်မြတ်ကတောက်ချလိုက်ဘာမှမဖြစ်ဘူးလို့ပြောတယ်တက်ခိုင်နေတော့ရလဲအောင်မြတ်တောက်ခိုင်းတဲ့အတွက်စလုံးတွေကိုမြှုပ်ချတယ်စေးသုံးလုံးကုန်သွားတဲ့ချိန်မှာတော့ဂရိဘာအနဲ့ရောင်ဝင်ထားတဲ့စောကြီးဟာဟဲ့ပပကြီးမော်တယ်အောင်မြတ်ဟာစောကြီးကိုကြည့်ပြီးတော့အသင်စေးရည်ရဲ့ဆောင်ကြောင့်တွတ်တွခီးဆက်ဖို့အတွက်ခွန်အားတွေရလာတာကိုကျေးဇူးတင်တယ်တင်စေးရည်ထဲမှာအစိတ်မပါဘူးဆိုတာတုတ်အဆကလေးကသိတယ်ဒီလိုပြောတော့ ဆိုကြည်ဟာဒါကြောင့်လေတင်ကနာမည်ကြည်တာကိုတင်းတို့လာမယ်ဆိုတာမဟာဝိဇ္ဇေတို့အဖိုးကမှားထားပြီသားဒါကြောင့်တင်းတို့ကိုစောင့်နေတာကျုပ်ကတင်းတို့ကိုရံမမူပေမဲ့ရှေ့ဆက်တင်းတို့သွားမယ်လမ်းကိုတရိထားကြပါတင်းတို့တွေဒီအဖိုးကနောက်ဆိုင်ကြောက်တောင်ရနောက်ရှိုးတဲကိုဆင်းတော့ကြရှိုးဆုံးမှာတော့တောဆောင်နေကြည်နေတဲ့ပိမှန်ရှိတယ်သူဟာနည်းနည်းရိုင်းတယ်လေကျုံပြားကိုစောင်းရှောင်းနေတဲ့သူတွေတမသူကအဆိုးဆုံးပဲသူစီကနေလမ်းနေရာကိုတိအောင်လုပ်ပြီးတော့လေကျုံပြားကိုပိတ်ဆောင်ကြလို့ပြောလို့ ဖိုခနောက်ဆိုင်ကျောက်တုံးတွေကိုတောင်မွေးနဲ့ထောက်တယ်ဆိုရင်ပဲဖိုခနောက်ဆိုင်ကျောက်တုံးတွေဟာမရရွှေ့ပြီးတော့ချိုတကုပေါ်လာခဲ့တယ်။အာမေတာတို့လည်းဇောကြီးကိုနှုတ်ဆက်လို့ချိုတဲကိုဆင်းလာတယ်။မန်းဆောင်နေတဲ့ချိုတဲမှာလူသွားလန်းကိုကြောက်ချောလန်းဖြစ်နေတာတွေ့ရတော့တက်ကင်ဆေးသွားတယ်။ကြောက်ချောလန်းတိုင်းပဲဆင်းလာတယ်။ရှိုးအောင်နာလည်းရောက်ရောချိုအီအီရဲ့နန်းတစ်ခုဟာလေထဲမှာပြန့်လွင်လာတယ်။အာမေတာဟာဒီအနက်လည်းရရောတက်ခိုင်နဲ့တောက်ရနှာခေါင်းတွေကိုပိတ်ထားကြ။ ဒေနန်းကိုရှုံမရင်သတိမေ့သွားလိမ့်မယ်။တောဆောင်နေကြီးကတော့ငါတို့ကိုပညာစမ်းပြီလို့ပြောရင်လည်းအရှိကိုဆက်သွားတယ်။ဒီလိုတက်ခိုင်းနေတော့ရလေ။နှကောင်းကိုလက်နဲ့အုပ်ပြီးအောင်မက်တာနောက်ကိုလိုက်လာတယ်။ဝါးတပြင်လောက်ရောက်တော့အောင်မက်တာဟာရက်တယ်။အောင်မက်တာကတက်ခိုင်းနေကိုလှမ်းကြည့်ပြီးဒေဒီယာက တောဆောင်နေကြီးရဲ့ဗိမ္မာနေရပဲ။ဘာတွေကြံနေပြန်ပြီလဲမသိဘူး။ဒီလိုပြောနေတဲ့အချိန်ဗိတ်ချုံတွေကလှွားကနေခုန်ထွက်လာတဲ့ကိုးတော်ကြာကြီးတကောင် တွေ့ရတယ်။ကိုးတော်ကြာကြီးရဲ့ကျောပေါ်မှာတော့ဘေးတဆောင်ထိုင်လာတဲ့ ောဆောင်နေကြီးကိုလည်းမြင်ရတယ်။တောဆောင်နေကြီးကအောင်မြတ်တာကိုမြင်တော့ငါဘယ်သူလဲသိလား။ငါခွင့်ပြုချက်မရပဲနဲ့ဒီနေရာကဖျက်မရဘူးဆိုတာဆေးဆရာကြီးယူနေတဲ့ဟိုးစောကြီးကောင်မပြောလိုက်ဘူးလား။ငါခွင့်ပြုချက်မရပဲနဲ့လာတဲ့ကောင်တွေအကုန်လုံးကိုကြိုက်တဆန်။ဒီလိုပြောတဲ့ဆိုရင်ပဲကိုတော်ကြာဟာအောင်မြတ်တာတို့ရှိရကိုခေါ်ဝင်လာတယ်။အဆွဲတွေဖျဲပြီးခေါ်ဝင်လာတဲ့ကိုတော်ကြာဟာအောင်မြတ်တာနာရောက်မှာတော့တအီနဲ့ပေါ်ပြီးတော့အမေကုတ်ပြီးနောက်ကိုပြန်ပြေးတယ်။ဒီတော့တောဆောင်နေကြီးလဲသူ့ရဲ့စီတော်ချာ ။ဘာကိုမြင်ပြီးပြန်လှည့်ပြေးတာလဲကြည့်လိုက်တော့အောင်မေတ္တာရဲ့ဘေးမှာဘယ်ကနေဘယ်လိုရောက်လာမှမသိတဲ့ချင်းသိနှကောင်ကိုတွေ့ရတယ်။ချင်းသိနှကောင်ကဘဲညာတစ်ဖက်တစ်ချက်စီမှာအစ်စ်နေရယူပြီးတော့ကိုးရောင်ချာကိုကြိုက်တက်ဖို့ချောင်းနေရမြင်တော့တောစောနဲ့ကြီးနဲ့သူ့ရဲ့စီတော့ကြဟာဘယ်လိုတော့တော့တော့ခိုင်းလို့မရတော့ဘူး။ဒါတော့တောစောနဲ့ကြီးလည်းအောင်မေတ္တာကိုအကြမ်းနည်းနဲ့လုံးမရမှသိတော့အနုနည်းနဲ့ကြိုးစားပြန်နေ။တောစောနဲ့ကြီးကသူ့ရဲ့ဘဲဘက်လက်ကိုဝေယံလိုက်တဲ့ဆိုရင်နေသမီးချောင်းအောင်လှပါတဲ့ မျိုးသမီး၅ယောက်ဟာအောင်မဲတာရနာကိုတက်ထဲမှာလဲမွေးကြိုင်နဲ့ပန်းပေါင်းစုံကင်ပြီးတော့ချင်းကပ်လာတယ်။အောင်မဲတာရနာကိုရောက်ဖို့ကြိုးစားပြီးမဲအနာရောက်တာနဲ့အရန်ကိုပူလောင်တဲ့အပူချိန်ကြောင့်မင်းမပြိုတဲ့ဟာအောင်မဲတာနာကိုမကတ်တော့ဘဲနဲ့တက်ခိုင်တဲ့တောက်ရနာကိုလှည့်သွားတယ်။တက်ခိုင်တဲ့တောက်ရလဲအချင်းတွေကိုသဘောပေါက်တဲ့အတွက်အရှိမစီးတုံးညက်တာပြီးတော့အင်းစမတွေကိုရွတ်တယ်။မင်းမပြိုတဲ့ဟာတက်ခိုင်တဲ့တောက်ရတားထားတဲ့စီးကိုမကြောက်နိုင်ရဖြစ်တဲ့အချိန်ရွှမ်းရွှမ်းဆိုတဲ့တနက်တူတူ မင်းမျိုးတွေရဲ့နာကျင်စွာအော်တဲ့တန်ကိုကြားလိုက်ရတယ်။အော်တန်ကိုကြားလို့တက်ခိုင်းကြည့်တဲ့အခါမှာမင်းမျိုးတွေဟာကျိန်းနဲ့ရနေတဲ့တောဆောင်နှစ်ကြီးကိုတွေ့ရတယ်။တောဆောင်နှစ်ကြီးကအတုံးမကြတဲ့ဟာတွေဒါလေးတောင်ခိုင်းစားမရဘူးဆိုပြီးရနေတဲ့ချိန်အောင်မက်တာဟာတောဆောင်နှစ်ကြီးတင်ဟာဆန်နိုင်စိတ်မရှိတဲ့သူပဲ။ကျုပ်ကတင်တဲ့ကိုမနာကျင်စေခြင်းလို့အလျှော့ပေးပြီးတော့တင်နားလေအောင်ကြိုးစားပြင်မဲ့တင်လက်တင်မခံဘူး။အခုတော့တင်ကိုစုံမမရတော့မယ်။ဒီလိုပြောပြီးတော့လက်ကိုလေးထဲမှာ ဝေရင်လိုက်တယ်ဆိုရင်ပဲအင်းစမတွေရေးထားတဲ့ဂျင်းလုံးတစ်လုံးလက်ထဲကိုရောက်လာတယ်။ဒီတော့အောင်မြတ်ကလည်းလက်ထဲကိုဂျင်းလုံးရောက်တယ်ဆိုရင်လေထဲကိုဝေရန်ရိုက်တယ်။ဒီမှာတောဆောင်နဲ့ကြီးဟာမေပေါ်လူးလိမ့်ပြီးတော့អော်တယ်။ဒီတော့မှအောင်မြတ်အစွမ်းကိုတိပြီးကြောက်လန့်နေကြတဲ့ဒုထောက်တောင်းမှန်တော်မှာအောင်မြတ်ဟာဂျင်းလုံးနဲ့ရိုက်တာကိုရက်တယ်။တိမ်မတက်ကြောက်လန့်သွားတဲ့တောဆောင်နဲ့ကြီးဟာအောင်မြတ်ရှေ့မှာဒုထောက်ထိုင်ပြီးတော့အကျွန်ုပ်ရဲ့ရိုင်းပြစော်ကမှုကိုသိကပ်ပေးပါ။ဆရာရဲ့အစွမ်းကိုမတိမမင်ပြုတ်ကပ်မိတဲ့အတွက် ရိုးရိုးတည်တည်တောင်းပန်ပါတယ်ဆိုပြီးပြောတော့မှအောင်မေတ္တာကနောက်တစ်ခါတင်ဒီလိုမယိုင်းစော်ကားနေမှာဆိုရင်တော့ကြုတ်ခွင်းလုံးမှာမဟုတ်ဘူးကျွတ်တို့ကိုလေကျုံဖျားစံပယ်နေတဲ့နေရာကိုညွန်ပြပေးပါဒီလိုပြောတဲ့အခါမှာတောဆောင်တဲ့ကြီးကဒီတောင်နေရာနဲ့မှာလိုင်ကိုပေါ့တစ်ခုရှိတယ်လိုင်ကိုတွေကနေထွက်တော်တာနဲ့လေကျုံဖျားစံပယ်နေတဲ့ဝဘိုးတော့ကိုရောက်မယ်ဝဘိုးတော့ကိုစောင့်ကြနေတဲ့ရုပ်ကစုံတဲ့ကြီးကဆရာတို့ကိုလမ်းပြလိုက်မယ်ပြောပြီးကိုတကားကိုဖွင့်ပေးတယ်အောင်မေတ္တာတို့လည်းလိုင်ကိုတွေကနေအပြင်ကိုတွတ်တယ် လိုင်းကိုပြင်ပကူရောက်တော့ဝိပုစင်ကြဝှထားတဲ့ပုဂ္ဂိုလ်တို့ကအစင်းနဲ့စောင့်ကြုံကြတာကိုမြင်ရတယ်။အောင်မေတ္တာတို့ကိုမြင်တော့ဝိပုစင်ကြတဲ့ပုဂ္ဂိုလ်ဟာဆရာတို့ပင်ဆောင်ရမယ်လေကျုံဖျားကိုအရင်ဆုံးဖိုးမြော်လိုက်ပါအောင်ဆိုပြီးတော့ဝဘိုးဝါပင်တလုံးရှိကိုခေါ်တော်တယ်။လူကြီးပေါင်လုံးကရှိတဲ့ဝဘိုးဝါပင်ရှိရောက်တော့ဝိပုစင်ကြတဲ့ပုဂ္ဂိုလ်ဟာဒီထဲမှာလေကျုံဖျားကိန်းဝတ်ဆံပယ်တော်မူနေပါတယ်။ဖျားဆင်းရူတော်ရဲ့တကူအရမျက်နှာတမြင်ဟာအမျိုးမျိုးပြောင်းလဲနေတယ်။လေကျုံဖျားဆင်းရူတော်ကို ရေတက်ပဲပြီးတော့ကြားလာတဲ့ရေကိုတောက်တုံးရင်ယောဂါတွေတောက်ကင်းနေဖရာစင်းဦးတော်ကိုပိတ်ဖြူဝေပုပ်ကိုလေးပါစောကြည့်လေးပါဟာနှစ်ပေါင်းများစွာဆောင်းချောင်းခဲ့ကြတယ်အခုချိန်မှာတော့ခொနည်းရဲ့သားသမီးတွေပူဇော်ဖို့အချိန်ကြာရောက်ပြီဖြစ်လို့ဒေတာစာတွေကြွချီရတော့မှလို့ပြောကအောင်မြတ်တာကကျွန်တော်တို့ကလေကျုံဖရာစင်းဦးတော်ကိုပင်းဆောင်ဖို့လာရောက်တာဖြစ်ပေမဲ့အခုခွင့်ပြုချက်ရပြီဆိုတော့ဆောင်းရပုပ်ကိုတွေကပဲထိုက်တင်တယ်လို့စီမံကြပါကျွန်တော်တို့ဆန္ဒဟာ ခொနည်းတာသမီတွေအလှဲ့ကြပူဇော်စေချင်တာဖြစ်တဲ့အတွက်စံကြောင်းတော်ပုံသင်မှာထားပဲနဲ့မြန်မာနိုင်ငံအနှံ့ကိုလှည့်လည်ပြီးကိန်းဝတ်စံပယ်တော်မူစေချင်ပါတယ်ဒီလိုပြောတော့ဝိပုစင်ကျင်တဲ့ပုဂ္ဂိုလ်ဟာဆရာလေးရဲ့သဘောတိုင်းပဲဆောင်ရွက်ပေးပါမယ်အဲ့လိုကတိပေးတဲ့အချိန်လေကျုံဖျားကိန်းဝတ်နေတဲ့မဘိုးဝါဟာတချမ်းကွဲလာပြီးတော့ရှေပလင်ထက်မှာကိန်းဝတ်စံပယ်နေတဲ့တထောတသားကန်းရှိတဲ့လေကျုံဖျားစင်းတော်ကိုဖူးတို့ရတယ်အမတ်တာတို့ဖူးနေတဲ့အချိန်လေကျုံဖျားစင်းတော်ရဲ့ဦးကောင်းတော်ကနေ ရောင်းကြီးလေးဖြာထွက်နေတာကိုလည်းပုံမြင်ရတယ်။အမေသားကိုဆရာလေးတွေလည်းလေကျုံဖျားဆင်းတော်ကိုပုံမြောင်ကြတော့ပြီးတော့ခொနည်းကသားသမီးတွေပူဇော်နိုင်မှုထပ်မံမှကြရင်လည်းဘကိုယူမတော်တဲ့ကနေပြန်မလုံးမှာပဲဝိပုစင်ကျင်တဲ့ပုဂ္ဂိုလ်ဟာဆရာလေးတို့ပြန်ရင်ဒေတော်လန်လေးတိုင်းဆက်ပြီးလျှောက်သွားပါ။ကိုတရညကန်ကြရင်တော့တော်ဆက်ကိုရောက်ပါလိမ့်မယ်ပြောလို့ပြတ်ထွက်ရမယ့်နေရာတိလိုက်ပို့တယ်။အမေသားတို့လည်းတော်လန်အတိုင်းပြန်ထွက်လာခဲ့ရာကိုတရညကန်ကြတဲ့ကောင်မှာတော့တောင်ကြီးကိုပြန်ရောက်လာတယ် ောင်ချီကိုရောက်တော့စနကုအနှံ့တွေရုတ်တရက်ကျိုင်လာတယ်။စနကုအနှံ့ကိုရောက်တော့အောင်မြတ်သာဟာဝိဇ္ဇတော်ကြီးလာနှုတ်ဆက်တာနေမှာလို့ပြောပြီးတော့ဘကူယုမတော်တွေကနေပြန်လဲထွက်ခေါ်လာခဲ့ပါတယ်။